နောက်တစ်ခုကလူဆိုတာဒီအပေါင်းအသင်းဟာအရေးကြီးတယ်အပေါင်းအသင်းအရေးကြီးလားကိုပေါင်းသင်းတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့ဘက်ကိုသွေးဆောင်တဲ့မိတ်ဆွေရောမဖြစ်เสียရကောင်းတဲ့ဘက်ကိုလမ်းညွှန်မှုပြုတဲ့ကလျာဏမိတ်တမျိုးသာဖြစ်เสียကောင်းတာကိုသာလမ်းညွှန်ဆိုပါစို့အစန္ဒသမင်းသားလေးဟာနုနယ်နေတဲ့အချိန်မှာ ဒေဝဒကတကိုးနဲ့စီယုံလိုက်တယ်လေစီယုံလိုက်တော့ဒေဝဒအပေါ်မှာတိတ်ထင်ကြီးသွားထင်ကြီးသွားတဲ့အခါဒေဝဒကသူ့ကိုလှုပ်ခိုင်းတာဗာရီခိုင်းတော့ပြင်းကြီးစီကအာနာယူခိုင်းတယ်လေဒါမကောင်းတဲ့ဘက်ကိုတိုက်တော့တာပဲအာနာသိမ့်ခိုင်းတယ်ပြင်းကြီးကိုဖမ်းခိုင်းတယ်ထောင်သွင်းအချင်းချခိုင်းတယ်နောက်ဆုံးမှာတတ်ဖြတ်ခိုင်းတယ်သူကိုယ်တိုင်ကလည်းမကောင်းတာတွေလုပ်တယ်ဖះကိုတတ်ဖို့ကြိုးစားတယ် အစရတန်နဲ့အကူအညီယူပြီးတော့ပြည့်စွာဘုရားကိုတတ်မဲ့လက်ဖြောက်လေးသမားတွေကိုလွတ်တယ်။ဒါလာဂီရိစင်ကြီးကိုအရက်တိုက်ပြီးလွတ်တယ်ဆိုတာမျိုးတွေသူကိုယ်တိုင်ကြောင်မောင်းစင်ပြီးတော့လုပ်တယ်လို့အဲ့ဒါလို့မကောင်းတဲ့ဘက်ကိုမိမိကိုယ်တိုင်လည်းလုပ်တယ်သူများကိုလည်းသွေးဆောင်ဖြားရောက်ပြီးတော့တိုက်တွန်းတဲ့ပုံကိုမျိုးဒါပပမိတ်တာလို့ခေါ်တယ်။အဲ့ဒါလို့မကောင်းတဲ့အပေါင်းအသင်းတွေကိုလည်းတတိထားရှောင်ကျင်ကြရမှာ မကောင်းတဲ့အပေါင်းအသင်းမကောင်းတဲ့ဘက်ကိုပဲသွေးဆောင်ဖျားရောက်တတ်တယ်။ဒါကြောင့်ကိုကြီးပွားတိုးတက်ခြင်းလို့ရှင်မကောင်းတဲ့မိတ်ဆွေတွေကိုလက်မတွဲမိဖို့အရေးကြီးတယ်လို့ပြောဆောင်ပြကြီးပွားတိုးတက်ခြင်းမကောင်းတဲ့ပုဂ္ဂိုလ်တွေကိုရှောင်ရမယ်တဲ့။